လို့ပွားခိုခရိုင်မော်ချီဒီသားမှာရန်သူသတင်းပေးတာတွေကြောင့်ခရိုင်တွင်ဘုံကျဲခံရမှုတွေခက်စစ်စိတ်ဖြစ်လာချိန်မှာပဲ Starlink Internet အသုံးပြုတာတွေကိုတလားတိတိပိတ်ထားဖို့ညွှန်ကြားထားပါတယ်။အဲ့ဒီညွှန်ကြားချက်ဟာအချက်9ချက်ပါရှိပြီးအမိတ်စာနဲ့ထုတ်ပြန်ထားသလိုလို့ပွားခိုခရိုင်ခရိုင်ပူပေါင်းအုပ်ချုပ်ရေးကော်မတီကပြီးခဲ့တဲ့ဧပြီလ28ရက်နေ့မှာထုတ်ပြန်လိုက်တာပါ။ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတဲ့ Greenie ပြည်မှာ Starlink Internet တွေကိုအသုံးပြုပြီးတရင်အချက်လက်ရယူတာ ဆက်သွယ်မှုတွေကိုပြုလုပ်နေကြပါတယ်။အခုလို Starlit တလားတိတိပိတ်လိုက်တဲ့အပေါ်မှာပြန်လဲစစ်စီပြီးအချိန်ပိုင်းဖြစ်ဖြစ်ပြန်လဲဖွင့်လှစ်ပေးစီလိုတယ်လို့လို့ဘွားခူခိုင်ဒေတာခန်တူကပြောပါတယ်။ Starlit Internet ဆက်တွေကို Mookie အုပ်စုအုတ်ထုတ်ရေးမှုမှာ လာရောက်စီးရင်ပေးသွားရမှာဖြစ်တယ်လို့ဆိုပါတယ်။လို့ဘွားခူခိုင်ဘူပေါအုတ်ထုတ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်ထဲမှာ Starlit Internet ပိတ်ထားဖို့ပြင်အရေးပေါ်ကာလအတွင်းစားတောက်ဆိုင်နဲ့ ကုံစုံဆိုင်တွေကိုမနက်6နာရီကနေည6နာရီထိသာခွဲပြူမယ်လို့ပါရှိပါတယ်။ဒါပြင်စစ်ဆေးရေးဂိတ်တွေမှာလူဝေလူထွက်သွားလာမှုကိုတိတိကျကျစစ်ဆေးပြီးလူဝေမှုကြီးကြပ်ရေးဦးစီးဌာနရဲ့ထောက်ခါစာပါမှသာသွားလာခွဲပြူဖို့မော်ချီဒေတာအတွင်းဖြစ်ပေါ်တဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စေရဲ့တပ်ပုံဗီဒီယိုစတာတွေကိုအွန်လိုင်းပေါ်တင်တာတွေလုံးဝခွဲပြူမှာမဟုတ်ဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရဲ့ရှင်။